အမော်ရီးနီးယားအစားထိုးဖို့အတွက်ဆောက်ကဲဂလတ်စနာနဲ့အီရာအိုလာတို့သုံးကိုမန်ယူသင်ပြတ်မှတ်ထားနေဘလုံးကြောက်ကြီးများအတွက်ကျမတို့ရဲ့ဝမ်မင်းမြန်ချန်နယ်ကပြန်လည်ကြိုဆိုလိုပါတယ်။မန်ယူသင်နဲ့ရာလတ်ဆိုတွေနဲ့ရင်ဆိုင်နေရတဲ့အမော်ရီးနီးယားအစားထိုးဖို့အတွက်အင်္ဂလန်နိုင်ငံစဉ်အသင်းနီးပြဟောင်းဆောက်ကဲပဲလစ်အသင်းနီးပြဂလတ်စနာနဲ့ဖုံးမောက်အသင်းနီးပြအီရာပူလာတို့သုံးကိုပြတ်မှတ်ထားနေကြောင်းဗြိတိန်ခြေဆိုင်တော့စပေါ့ရေဒီယိုသတင်းရသိရပါတယ်။မန်ယူသင်းပုတ်ဖွဲကအမော်ရီးရဲ့အနာဂတ်ကိုထောက်ခံချက်ပေးထားကြောင်းမန်ချက်စတာဒါဘီပွဲစဉ်ရှုံးဝဲပြီးမှသတင်းများထွက်ပေါ် ေါ်လာခဲ့ပါတယ်။ဒါပေမဲ့မန်ယူသင်းမှာယခုတစ်ပတ်တွင်ဘရန်ဖို့အသင်းကိုထပ်မံရှောင်နေခဲ့ပြီးနောက်အာမိုရီးညအစားထိုးဖို့အတွက်ဆောက်ကင်ဂလန့်နာအီရာအိုလာတို့သုံးကိုပြင်မှတ်ထားနေရလို့ Tosport Radio ကသတင်းဖော်ပြခဲ့ပါတယ်။ဆောက်ကင်မှာပြီးခဲ့တဲ့နှစ်နိုဝင်ဘာမှာအာမိုရီးကိုခန့်အပ်စဉ်ကလေးကလျှာထားဆင်းမှာပါဝင်ခဲ့တာပါ။ဒါမဲ့၎င်းကအင်္ဂလန်သင်းနဲ့လမ်းခွဲပေးစားချိန်ဖြစ်တယ်လို့ကလတ်သင်းလောကကိုပြန်လည်ဝင်ရောက်ဖို့ဆန္ဒမရှိသေးလို့ဦးစားပေးဆိုင်ကချန်လက်ထားခဲ့တာဖြစ်ပါတယ်။